ဒီချက်ဒီနာဖြစ်ပါတယ်ဒီချက်ဒီနေ့တင်မှာက grade 11 maths ရဲ့ chapter 1လေးမှာလုံနေတဲ့အပိုင်းလေးကိုဖြည့်ပေးနေတာဖြစ်ပါတယ် exercise 1.2ရဲ့ number 6လေးပါ number 6နဲ့7ကိုတွက်ပါမယ်နော်အဲ့တော့6နဲ့7ကိုဒီချက်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်ဆိုတော့ number 6မှာက find the factor အဲ့တော့ the factor ဆိုတော့မေခွန်းကအတူတူပဲပေါ့နော်မေခွန်းက5တင်နဲ့အရှေ့ကပုံစံ4 5နဲ့အတူတူပဲ ဆိုတော့20နီးရနှစ်နီးလုံးတွက်လို့ရတယ် synthetic deposition နဲ့တွက်တာလည်းဒီချက်တွက်ပြခဲ့ပြီးပြီ long deposition နဲ့တွက်တာလည်းတွက်ပြခဲ့ပြီးပြီဆိုတော့မကြည့်ရသေးတဲ့ကလေးကရှေ့ရအပိုင်းမှာဝင်ကြည့်ပြီအဲ့တော့ exercise တွေကမတွေ့ရင် playlist တွေဝင်တဲ့အခါမှာ part ကိုဟိုနောက်ဆုံးအပိုင်းထိတွက်ကြည့်ပြီး video အပေါ်ကကဘာလေးတွေမှာကြည့်ပြီးနော်ကဲဟုတ်ပြီအဲ့ဒါဆိုအရင်ဆုံးဒီ2ကိုစားပြတ်တဲ့ game ပေါ့နော်2ကိုစားပြတ်တဲ့ game လေးတွေနဲ့အစားအသွင်းကြည့်မယ်ဆိုတော့ဘာဖြစ်မလဲ1ရဲ့2ရဲ့ပေါ့နော်တက်တလီနဲ့ နှစ်တလီနဲ့ဒါဆို plus or minus 1နဲ့ plus or minus 2တွေကဖြစ်နိုင်တယ် plus 1 minus 1 plus 2 minus 2ထည့်ကြည့်လို့ရတယ်ပေါ့ဒါဆိုရင်ဒီသူတို့ကအလွယ်ဆုံး1ကနေစထည့်ကြည့်တဲ့အကျန်းဆို 1ထည့်ကြည့်လိုက်မယ်ဆိုရင် x နေရာမှာ1ထည့်ရင်တန်ဖိုးမပြောင်းတဲ့အတွက် do เนาะဒါလဲ1ထည့်ရင် -3 ဒီမှာ1ထည့်ရင် -4 ဒီမှာ1ထည့်ရင် +3 ဒီမှာ1ထည့်ရင် do เนาะအဲ့ဒါဆိုရင်ဒီချက်တော့ +3 -3 ကြည့်တယ် -4 ဒီက2 2ဆိုတော့4ဆိုတော့ကြည့်တယ်เนาะ1ထည့်ရင်ကြည့်တယ်ဆိုတော့ +1 ထည့်ပါမယ် +1 ထည့်မယ်ဆိုတော့ a 4 1ပေါ့เนาะ f 4 1 equal to D, 2 into 14th 3 into 1 2 minus 4 into 1 square plus 3 into 1 plus 2. No? Okay, and also, kuna time is 2 minus 3 minus 4 plus 3 plus 2เนาะဆိုတော့ကြည်သွားတဲ့အတွက်0 plus 1ထည့်ထားတာဖြစ်တဲ့အတွက် x minus 1က factor ပေါ့เนาะ is a factor of of x เนาะ factor ကတခွင်းရပြီဆိုတော့ထက်ညွန်းကိုကြည်လိုက်တော့၄ထက် နော်လေးထပ်ဆိုရင်ဘယ်နှကြိမ်အစားသွင်းမလဲနှစ်ကြိမ်အစားသွင်းရမှာဖြစ်တော့တစ်ကြိမ်ရပြီတခါ minus ပြောင်းကြည့်ရင်ရောကြည်မလားလို့စဉ်းစားရင် minus ပြောင်းရင် minus လေးထပ်က plus minus သုံးထပ်က minus ဆို minus minus ဆိုဒါလည်း plus ဖြစ်သွားမယ် minus နှစ်ထပ်က plus ဆိုနောက်က minus 4ပဲပြီးရင်နောက်က minus နဲ့ plus 3နဲ့ဆိုရင် minus 3ဖြစ်သွားမယ် plus 2က plus 2ပဲเนาะဒါဆိုရင် plus 3 minus 3ကြည်တယ် minus 4 plus 4ကြည်တယ်ဆိုတော့သူလည်းကြည်တယ်နော် minus 1ထည့်ရင်လည်းဘာဖြစ်လဲကြည်တယ်ဆိုတော့ချက်ရူဘာလို့ကြည်မှာလဲ minus 1ထည့်ကြည်မယ်နော်အဲ့တော့ minus 1ထည့်ရင်လည်းရတယ်ဆိုတဲ့အတွက် minus 1ထည့်ကြည်မယ်နော် of or minus 1ဆိုတော့အစားအသွင်းမှာဖြစ်တဲ့အတွက်2 into minus 1 the whole power 4 minus 3 into minus 1 the whole 2 minus 4 into minus 1 the whole square plus 3 into minus 1 plus 2 no that's so this is ya ma ga ဒီက minus 4ထက်က plus ဆိုတော့ plus 2ပဲ minus 3ထက်က minus အရှိက minus နဲ့မြောက်လိုက်တော့ plus 3နောက်က minus 2ထက်က plus အရှိမှာ minus ရှိတဲ့အတွက် minus 4နောက်က minus နဲ့ plus နဲ့မြောက်မှာဖြစ်တဲ့အတွက် minus 3နောက်မှာ plus 2 เนาะဒါဆိုရင် -4 အဲဒီက -3 3ကြီးမယ် -4 ရယ်22ပေါင်းတာက4เนาะအဲဆိုတော့ equal 0ဆိုတော့-แท้တာဖြစ်တဲ့အတွက် plus ပေါ့เนาะ x 1ဟာလည်းပဲ is a factor of a for x เนาะကဲအဲ့ဒါဆိုရင်၄ထပ်ဆိုရင်၂ကြိမ်အစားအသွင်းနဲ့ရတဲ့၂ကြိမ်ကိုဖြားမြောက် ပရင်ကိန်တန်းကိုစာရတဲ့နှစ်ကြိမ်ဆိုတော့အခုပထမတစ်ခုရတာက x 1ဒုတိယတစ်ခုရတာက x 1เนาะဒါဆိုတော့အဲ့နှစ်ခုမြောက်မယ် x 1နဲ့ x 1เนาะ x 1 into x 1ဆိုတော့နှစ်ခုမြောက်ဆိုတော့ plus တကွင် minus တကွင်ဆိုတော့ရှေ့ကိန်းနှစ်ထပ်အနုံနောက်ကိန်းနှစ်ထပ်เนาะ ဖြန့်ညောက်လဲအဲ့ဖြည့်ပေးရမှာเนาะအဲ့တော့ရလာတာ ਨੇ ဘေးရင်ကိန်းတန်းကိုစာဆိုတော့ဒီရလာတဲ့ x2 1လေး ਨੇ စာเนาะဒါဆိုရင်အခုဒီမှာ2ဆိုတဲ့အတွက် +2 လိုတယ်ပြီးရင် x က၄ထပ်ဒီမှာ၂ထပ်ဖြစ်တဲ့အတွက်၂ထပ်လိုတယ်ဒါဆိုရင်ဒီချက်ရိုးရတာက 2x4 ဖြစ်မယ်တခါနောက်က -1 နဲ့သူနဲ့မြှောက်လိုက်တော့ -2a2 ဆိုတော့ square ရှိတဲ့နောက်သွားရေးလိုက်မယ် -2a2 2a square ဒါဆိုရင်ရှေ့ကိုမလုပ်မလဲလက္ခဏာချိန်မယ် minus 2a plus เนาะရှေ့ကကြီးမယ်နောက်ကဒီ 3x ကဘာမှမရှိရင်ဒီတိုင်းပြန်ကူးမယ်เนาะ minus 3x cube ပြီးရင်ဒါကကျတော့ minus 4နဲ့ plus 2နဲ့ဖြစ်တဲ့အတွက် minus 2a square နောက်ကဆွဲချ plus 3x plus 2ဒါဆိုရင်အလီဝင်မယ်အလီဝင်မှာကဘာဖြစ်မလဲ minus 3ဖြစ်မှာပေါ့နော် minus 3 minus 3 h2 နဲ့ h2 ဆိုတော့ h တထပ်လို့မယ်နော် h တထပ်လို့မယ်ဆိုတော့မြှောက်လိုက်တော့ minus 3 h2 ရတယ် minus 1နဲ့ minus 3 h နဲ့မြှောက်တော့ plus 3 h တထပ်ဆိုတော့တထွက်နာကိုတွက်ရေးလိုက်နော် plus 3 h လက္ခဏာချင်းပဲ plus ရ minus ရဆိုတော့ဒါကြည့်တယ် 3x ကလည်းကြီးတယ်ဆိုဆွဲချမှာဖြစ်တဲ့အတွက် -2x2 +2 ပေါ့နော်နောက်ကကိဒါဆိုအလီဝင်ရင် -2 x2 ချင်း2တဲ့အတွက်မလို့တော့ဘူး -2x2 -1 နဲ့ -2 ဆိုတော့ +2 လက္ခဏာချင်းလိုက် plus နဲ့ minus ဆိုတော့ကြည်သွားတယ်0ပေါ့နော်ဒါဆိုရင်အမြဲတမ်းပြန်ပြန်ရေးမလဲ f(x) မှာပြန်ရေးလို့ပြောတဲ့အတွက် f o a s မှာ equal to ပထမတကွင်းက a square 1ဒုတိယတကွင်းက 2h² 3x 2နော်ရှိက x² 1ကဒီမှာခွဲပြီးသားရှိတာပြန် u x - 1နဲ့ x + 1နော်နောက်ကခွဲမှာနောက်ကခွဲမှာကနှုတ်ရင် -3 ရမှာဖြစ်တဲ့အတွက်ရှေ့က 2x2 က 2x နဲ့ x နဲ့နောက်က2ကတလီမို့လို့တနှစ်လီလို့ရေးဒါဆိုဒီလိုမြောက်တာက 4x ဒီလိုမြောက်တာက x နှုတ်ရင် 3x အဲ့ဒီ 3x က minus ရချင်တာမို့လို့4က minus 2က plus เนาะအဲ့တော့4ရတဲ့ခြေမှာ minus ဒီခြေမှာ plus x minus 2ပေါ့เนาะ x 2ရဲ့ 2x 1ရဲ့ဒါဆိုဒီစရုံးမှာ၄ထပ်ဖြစ်တဲ့အတွက်ဘက်တာဘယ်နှခွင်းရသွားလဲ၄ခွင်းရသွားတယ်အဲ့ဒါကိုအဖြေရေးရမယ် the factor r လို့ရေးရမှာနော် x minus 1 x plus 1 x minus 2 and 2x plus 1လို့ရေးပြီးအောင်မှာအဖြေနော်လို့ရေးမလဲ the factor r the factor are ပထမရတာက x minus 1 x plus 1နောက်တစ်ခုက x minus 2 and နောက်ဆုံးတစ်ခုက 2x plus 1ပေါ့ရမလားကြည့်ရမယ်ဆိုရင်ဒီချက်နောက်ဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ